တို့စိတ်ခေါ်ထားလေလေကျွန်တော်ကပုံလိုက်လို့ကောင်းတယ်ကျွန်တော်ပုံတော်ကြိုက်သေးတယ်ဟဲ့နော်ပြီးတော့ကိုကြည့်တော့ပါတီကိုတော့ကြည့်တော့အာဘာဖြစ်လဲလည်းကြည့်လို့လေပောက်ခံသူကဖြစ်ဘူးမှလည်းမရှိဘူးအခု LDS စာထုတ်လိုက်တယ်လေသူတို့ညီကောင်မောင်ကမိသားစုတွေတကူးမှမပါဘူးချိန်ချောင်လာတာမရှိဘူးလက်ရှိဒီနေ့ဘုံပြမှုမှာတည်ပေါင်းမှမှန်လို့တယ်ပြီးရင်တည်အမှန်ကိုဖုံးတယ်ပြည်သူတွေလောက်လိုက်အောင်လုပ်တယ်ဒီလိုကောင်မျိုးတွေပါအရေးယူမယ်လို့ထည့်ပြောတာဘာကြောင့်ထည့်ပြောတာလဲအောက်က PDF တွေကဒီကောင်မျိုးကိုတွေ့လို့ခန်းပြီးချိန်လိုက်တရားဝင်ချိန်ပိုင်ဝင်ရှိအောင်စာရေးထုတ် ိုင်းချရမီဝပီတူနီကိုမော်နမမြအားလုံးပဲမင်္ဂလာပါ။ News Beat Channel ကနေပြမပြန်လဲကြိုဆိုလိုက်ပါတယ်။2025ခုနှစ်မေလ16ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာဆိုရင်တော့ကျွန်တော်တော်လိုင်းရဆုတွေကနေပြမယူဆောင်လာပေးတဲ့တရင်ကောင်းတွေဖြင့် Bomb Mike ပေါ့နော်ခြေကွက်လာမယ့်တနေ့လဲကြည့်ရမှာပဲဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ကျွန်တော်ခတိုင်းလိုပဲတရင်တော်လေးတွေကြည့်လိုက်ရအောင်နော်။အယုံဆုံးတရင်တဲ့ဘုတ်အနေနဲ့ကတော့ အကိုတိုင်းတောင်ဝမျိုးကေတုမတိလေးတပ်စခန်းတွင်ကိုတရားခုမမရှော့တိုင်ရုံနဲ့ပြစ်ခတ်တိုက်ခဲ့ခဲ့တာရှင်းလုံးအောင်မြင်စွာကြောက်ကွက်ကွက်ပြီးတော့မှထိခိုက်တေဆုံးပျက်စီးမှုတွေရှိနေတဲ့ဆိုပြီးတော့မှ Brave Warriors ဖော်မြမှာ BWM ဖွဲ့ကတောင်ဝရှိသူစုကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။တောင်ဝလေးတပ်စခန်းအဆိုရင်ဆေးရဆုမှုများကျွလွန်တဲ့နေမှာအရေးပါတဲ့လေတပ်တောက်တိုင်တစ်ခုဖြစ်ထမ်းဆောင်ပေးနေတဲ့ပြန်ခိုးရပိုင်းတောင်ပိုင်းတော်လိုင်းရဲအင်အားစုတွေရဲ့တော်လိုင်းလှုပ်ရှားမှုတွေကိုလည်းလေကြောင်းနဲ့တရရစက် မုန်ချတက်ခတဲ့နေရာမှာအဓိကပေါ်နေတဲ့ latest scan တစ်ခုဖြစ်နေတယ်ဆိုပြီးတော့မှ BW mission ကနေပြီးတော့ပါနော်သူတို့အခုလိုမျိုးလုဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုထပ်ပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။မြေပြင်စစ်ဆေးရေးမှာဆိုလည်းပြည်သူတော်လိုင်းရဲစုတွေကိုရင်ဆိုင်နေဆက်မရှိတော့ဘဲနဲ့ကြာရှုံးမှုများစွာနဲ့ရင်ဆိုင်လဲရတဲ့စစ်ရှုံးကောင်ဆီရဆိုတော့လေတပ်ကိုအားကိုးပြီးတော့မှဝင်းရတာစီနဲ့တော်လိုင်းရဲစုတွေကိုတံပြန်တက်ခတ်လာတယ်ပြီးတော့မှမကြသေးခင်ကပဲ ဒီပေမျိုးနဲ့ audit twin ခြေရွာစာတင်ကျောင်းကကျောင်းသူကျောင်းသားကလင်းသူငယ်တွေနဲ့ဆရာဆရာမတွေကိုဘုံချက်တစ်ဖက်မှုပါဝင်နိုင်ငံတော်ဝန်အရက်ဘက်ပြည်သူတွေကိုပြစ်မှတ်ထားဘုံချက်တစ်ဖက်ချင်းတွေကြောင့်သူတို့မတရားလုပ်ရထားတဲ့အာဏာကိုဆက်လက်ကန်ဆုတ်ထားဖို့စူးစမ်းနေတယ်ဆိုပြီးတော့မှ အတိပေးပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့ပြည်သူပြည်သားတွေအားလုံးကိုတက်ဖြတ်ဖို့ပါနော်လေတာစကားတွေအရဆိုရင်တော့ဝိုင်းဝန်းကျိုးစားနေကြတာပြည်သူတွေမှာနေကြတဲ့မှာကျွန်တော်တို့တော်လိုင်းရာဆိုတွေရနေပြီးတော့မှခုဆိုရင်လေတာချေမုံရဲ့မရှင်တစ်ခုအနေနဲ့စတင်ပြီးတော့မှလွှတ်ဆောင်နေတာပဲဖြစ်ပါတယ်ပြည်သူလွန်ဖွဲ့ရဲ့မရှင်တွေအရဆိုရင်တော့ကျွန်တော်တို့စစ်ကောင်စီရဲ့တန်းစစ်ဌာနချုပ်တွေပဲဦးတည်ပြီးတော့မှပြစ်မှတ်ထားတက်ခိုက်နေတာမလို့မကြခင်မှာတော့ကျွန်တော်တို့ပါနော်ဒီတောင်ဝူလေတာစကန်တက်ခိုက်ခံရတဲ့ပတ်သက်ပြီးတော့မှစစ်ခွေးတွေရဲ့အသေးပြောက်စည်းရင်တွေကိုတိစိတ်တည်ရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ် နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့ပဲခူးတိုင်းအိုတွင်းမြို့နယ်တာကရကျေးရွာတောင်ချောင်းမှာအယမိုးပြိမာရန်ကားတဲ့တစ်တော်90ရွယ်ចောင်းထိုင်ဘုံကြီးကိုမွေးရရန်ကားမှုနဲ့ဖမ်းဆီးထားတဲ့စပရမဒေတာခန်တွေဆီကနေပြမတိရတာဖြစ်ပါတယ်။သွားဆက်ကြတဲ့အချိန်မှာအရင်နှန်းကထွက်နေတဲ့သူကအပြင်းလဲချတယ်။တနေ့က grand ဆိုရင်အပြာလုံးမဝယ်ပေးရင်လဲဆဲသေးတယ်။လူအလဲပြိမာရဲလဲအကြတယ်။တိတ်တေခန်ဒါလဲအလဲကြတယ်စပရမဒေတာခန်သူကနေပြမပြောဆိုထားတာဖြစ်ပါတယ်။ ဓာတ်ကင်ပြီးတော့လီးမယ်ဖြက်မယ်ခိုးမယ်ထိမယ်ဆိုပြီးတော့လုံနေတာသူကဓာတ်ကင်ရမ်းနေတော့ဆွလဲမဝင်ရဲကြဘူးကိုရီးယားတော့ဓာတ်ကင်လို့ရတာမဟုတ်တော့ရောက်တဲ့အချိန်ကြောင်ပေါက်နေခေါ်ချရတယ်ဆိုပြီးတော့ဒီတခန်သူကလည်းပြီးတော့ပြောဆိုထားဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပါနော်ကျွန်တော်တသနာဖြစ်အုပ်စုတွေကဆိုတော့များစွာရှိနေတာပြပြမှာဘုံကြီးတို့တွေအရဆိုရင်ဒီကျော်တို့ပေါ့နော်တောက်စားမှုရဲ့ပြတော့မှနိုင်ငံကြီးမှာဆိုရင်လည်းပြတို့တွေကိုအစိပ်ပင်ရေလောင်ပြတော့မှတဖြက်လို့ဆောင်မှုတွေကိုဆက်လက်ပြတော့မှကျွလွင်နေကြတာပဲဖြစ်ပါတယ် ကြဲကျောဒီနေ့ညပထမဆုံးနေတဲ့ကျမကတော့အခုဆိုရင်ကျောတို့ AOD တိုင်းထဲမှာ AA နဲ့ PDF တပ်ဖို့ဝင်ရဲ့အိမ်ပိုင်းလိုင်းလုံးပေါ့နော်စတင်ပြီးတော့မှထုတ်ဆက်စီမှုတွေရာဆိုတော့အောင်မြင်မှုတွေရရှိနေတာဖြစ်ပြီးတော့မှအခုဆိုရင်လည်းနောက်ဆုံးကျောတို့ကြားသိထားတဲ့အတိုင်းအင်ကပူမြို့နယ်ထိတောင်မှရောက်ရှိလာတာမို့လို့အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မှ NUG ကကွေးဝင်ကြီးဌာနဝင်ကြီးဖြစ်တဲ့ဦးရီမိုးကနေပြီးတော့မှဘလူးမျိုးတွေပြထားမလဲဆိုတာကျောတို့စာချေလဲရအောင်နော်မြို့ဝကျုံးပေါ်သားတွေရဲ့အိမ်ပြန်ခီးကဒီကွက်ပြေမဟာဗျူဟာကိုပို့ပြီးပြည့်စုံစေခဲ့တယ် လက်နဲ့အားကိုနဲ့ပြည်သူကိုရန်တတ်တူပြုတ်နေတဲ့စစ်အုပ်စုကိုရာလည်းနဲ့ဆွဲကင်ပြီး ခုခံတွန်းလှန်ဖို့မှာတပါပြည်သူတွေမှာတခြားရွေးချယ်စရာမရှိခဲ့ပါဘူးအခုချိန်မှာလူငယ်တွေက PDF ဖြစ်ခံယူရင်းအသက်နဲ့ဘဝကို ရင်းပြီးတိုက်ပွဲဝင်နေတဲ့အချိန်တွန်းလှန်ပြည်သူတွေကလည်းကိုယ့်ရဲ့ချွေးနှဲစာတွေက ဖြစ်နိုင်သမျှထောက်ပံ့လူတိုင်း တော်လိုင်းခီးကိုအတူတကွဖြတ်တန်းနေကြတာဖြစ်ပါလေဒီတော်လိုင်းအောင်ပွဲရဲ့ရလကအင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်သစ်သမိုင်းသစ်ကိုဖန်တီးနေတဲ့တော်လိုင်းရေးပါကျွန်တော်တို့အားလုံးရင်းနှီးရကြိုးနှက်ပါလိမ့်မယ်တော်လိုင်းရေးဘော်တွေဖို့အားထားစရာဟာတော်လံပြည်သူတွေပဲရှိပါတယ် ဒီအပရိတိုင်းလိုမျိုးရေးရွတ်တိုက်ပွဲဝင်နေတဲ့ PDF ဘဲဘော်တွေနဲ့အတူဒီအပရိတိုင်းနဲ့မြန်မာပြည်တော်ဟန်းကတော်လံပြည်သူများအားလုံးအတူတကွဆက်ရှိပေးကြဖို့တိုက်တွန်းလို့ဆိုလိုပါတယ်။ကဲဒီမှာပေါ့နော်ဥယျာဉ်မှာနေပြတော့မှ မြို့ဝကျွန်းပေါ်သားတွေရဲ့လူမျိုးရေးအတွက်ကျွန်တော်ဝိုင်းဝန်းပြီးတော့မှပီတိုတွေနဲ့တော်လိုင်းတဖုံတွေစူးစီးတင်နေပြီဆိုတဲ့ကြောင့်ပြောဆိုထားတာဖြစ်တဲ့အခုဆိုလဲစစ်ကောင်စီအနေနဲ့ကျွန်တော်တော်လိုင်းရာဆိုတဲ့အထုစစ်တွေကိုမခနိုင်တော့ဘဲနဲ့ခန်းစစ်ပြင်ပြီးတော့မှခုခံဖို့ပြင်ဆင်နေကြတယ်ဆိုတော့လဲသိရှိထားတာမလို့မကြခင်မှာတော့ဗောနော်ကျွန်တော်ဒီပုံစံအတိုင်းဆက်လက်ပြီးတော့မှတောင်းနိုင်ဦးမယ်ဆိုတော့စစ်ကောင်စီရဲ့အနောက်တောင်ပိုင်းစစ်ထာနာချိုးထိတောင်မှရောက်ရှိနေမယ်လို့မျှော်လင့်ရတာဖြစ်ပြီးတော့မှအခုဆိုရင် AN နဲ့ PDF ပူပေါင်းတဖုံတွေရဲ့ထုစစ်တွေကကျွန်တော်တို့ဗောနော်ကြားထားသလိုပဲမြို့ကြီးတွေထိကိုတဖြည်းဖြည်းခြေတက်လာတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့စိတ်ဖြူမျိုးနဲ့ကပါစ21ကပီတူလူထုတွေပေါ်မှာမိုက်ချခွင့်နေတဲ့စစ်ကောင်စီတပ်သားကြောင့်တင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါတာ TV ရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်အနေနဲ့စိတ်ဖြူမျိုးနဲ့ကပြည်သူတော်ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါရဲ့ရှင်ကျွန်တော်ကမကွေးတိုင်းဒေသကြီးစိတ်ဖြူမျိုးနဲ့ရှောက်ပင်အင်းကျေးရွာမှာရွာသားတဦးဖြစ်ပါတယ်မကွေးတိုင်းဒေသကြီးစိတ်ဖြူမြို့နယ်မှာရှိတဲ့အမှတ်27ကောက်ွယ်ရေးပစ္စည်းဆက်ယုံကပ္ပစာ21က ကိုပိုင်အမတ်တာဝန်မှု9446တတ်တာရာစာဦးကပြည်သူတွေစားဝတ်နေရေးအခက်အခဲအကျက်အတဲဖြစ်နေတဲ့အချိန်မှာမတော်မတရား6လှန့်တောင်းရန်နေပါတယ်။ပသိမ်မုံရွာလမ်းပေါ်မှာသွားစားတဲ့နွားကကျွဲကစက်သွန်ကလိုင်းကဝါကားများကို မြေမဲ့စရိုက်ဆန်ဆန်ငွေတောင်းရန်ပြီးမကြေခွဲနေပါတယ်။ရာဇာဦးရဲ့ဦးလေးဖြစ်သူဟာအမှတ်27ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစာ27ကဒုအရာခံပုံဝင်းအောင်မှုဖြစ်ပါတယ် ရင်းစံကြောက်ပရောင်စိတ်ဖြူစေမိုင်းနေရာတွေကငွေရတဲ့နေရာတွေကိုလုံခြုံရေးသွားခြင်းရည်ဒုရခံပိုးဝင်းအောင်မှုကိုငွေပေးပြီးသွားပါတယ်၆ပင်ရေးကြီးရွာအတွင်းမှာရှိတဲ့အရက်ဆိုင်လောင်စာဝိုင်းများကိုလည်းလှဆင်ကြီးယူပြီးရွာအတွင်းမှာလမ်းလျှောက်ရင်းနဲ့လည်းဆဲဆူသွားတတ်ပါသည်သူတူရာဇာဦးဟာရွာသားများကိုလည်းကိုတိလက်ရောက်ပြုကျင်ပြီးမင်းတို့ကြိုက်တဲ့နေရာသွားတိုင်းဒီယူမဆိုင်ဘူးငါဦးလေးကအထက်ကိုပေးပြီးနေတာလို့ပြောပါသည် အခုအချိန်မှာစစ်တပ်ကအာဏာသိမ်းထားတာတရွာလုံးကို PDL လို့ပြောပြီးမိရှို့မယ်လို့အမြဲကြိမ်းဝါနေပါတယ်။ဒါကိုအထက်ကသိအောင်တင်ဆက်ပေးပါလို့စာရေးသားပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူကြကပြည်သူစကားအစီအစဉ်မှာနင်းနာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွဲ့ခြင်းနဲ့ဆိုရင်၆ပေါက်ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ဗောနော်ကျွန်တော်စိတ်ဖြူမျိုးနဲ့ ဒီကပ္ပဆာ၂၁ကဆိုရင်တော့စစ်ကောင်စီတသားရာဇဝုဆိုတဲ့ကောင်ကနေပြီးတော့မှသူ့လေးအာကိုနဲ့မချေခွင့်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အလုံးတည်ထားတဲ့တိုင်းဆိုတော့သူ့ရဲ့ဦးလေးတော်ဆက်တဲ့ဒုရခမောဆိုလဲကျွန်တော်တို့ပြည်သူတွေပေါ်မှာချေခွင့်ပြီးတော့မှကကြေးတွေဘာတွေကောက်နေတယ်လို့ကျွန်တော်နောက်ထပ်တည်ရတာပဲဖြစ်ပါတယ်အဲ့လိုမျိုးကောင်တွေကိုကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှတော်လိုက်တဖို့ရင်းဒီစီမှာအလီမြဆောင်တရင်ချက်လက်တွေပေးပို့ပြီးတော့မှဝိုင်းဝန်းရှင်းလင်းတင်နေတယ်ဆိုတော့ကျောင်းလာထပ်ပြီးတော့မှပြောလို့ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမကျော်မျိုးမင်းကနေပြီးတော့မှ ဖက်ခွက်စားနိုင်ငံရေးလို့စားပါတီတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်အဲ့ဒီလူတွေအဲ့ဒီပါတီတွေအကုန်လုံးအကုန်လုံးအဲ့ပါတီရဲ့ခေါင်းဆောင်တွေပါတီတာဝန်ရှိသူအကုန်လုံးဟာ2021နိုင်ငံရေးခင်းကျင်းစားတဲ့အချိန်လူငယ်တွေလမ်းမတော်တက်တဲ့အချိန်လမ်းမတော်တာနေလက်နက်ကင်ပုံကမှစူးစမ်းတဲ့အချိန်အထိအဲ့ဒီပါတီခေါင်းဆောင်တွေအကုန်လုံးဗဇက်ကြီးတွေပိတ်နေတယ်ပြောပါလားကိုပိုင် Facebook အကောင့်ရှိတယ်ကိုပိုင်ဟိုတော်တော်ဒရိမီဒီယာတွေနဲ့ရှိတဲ့ကောင်ရှိတယ်ပေါင်းပြီးတော့ပြောပါလားလူငယ်တွေကိုတားကြထိန်ကြပါလားတော်ပြောခဲ့ကြအောင်အဲ့တော့ကလုံးဝဥမင်းအောင်လိုင်းမြေပြုတ်ကြတာလောင်းနေပြီနော်ဥမင်းအောင်လိုင်းပြုတ်ကြမလားဆိုတဲ့ရည်ရွယ်ချက်နဲ့စောင့်ကြည့်ရတာ ဦးမြောင်လည်းပြုတ်ကြတော့ဦးမြောင်လည်းပြေးဖားကြတာခင်ဗျားတချို့ပါနေတယ်ကျွန်တော်သိတယ်ဦးမြောင်လည်းပြုတ်ကြအောင်ထိန်းထားတော့မှဦးမြောင်လည်းသူ့ရင်ချင်းနဲ့သူထိန်းထားနိုင်တဲ့ခါကျမှချက်ချင်းဦးမြောင်လည်းပြေးကြကြတာအစောပိုင်းကာလာတလျှောက်လုံးမှာဦးမြောင်လည်းအဲ့ပါတီကိုကူညီသလားလို့မေးဦးမြောင်လည်းပြောပြဦးမြောင်လည်းတော့တုတ်ပေးတော့တုတ်တယ်မြောင်တော့မြောက်ပေးကြတယ်အဲတခုတကယ်နေလားငါလားဖြစ်လို့ပြေကိုဦးမြောင်လည်းပြုတ်ကြမှာလားဆိုတော့ပြောလို့ပြုတ်ကြမှာငါတို့ရမယ်ထင်တယ်ပြောလို့ချင်းနဲ့အဲ့ပါတီတော်များဘာလုပ်နေကြလဲဆိုတော့အကုန်လုံးကရှိုးနေတယ်တရားမှအတန်လှုပ်မပြောကျွန်တော်မချင်တယ်လို့ထားပြောတယ်ဗါလဲ2021မှာကျွန်တော် April 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 လောက်ကုန်မယ်နဲ့မိလာမှာကျွန်တော်စပြောတယ် ခင်ဗျားတို့ပါတီမထွက်ကြဘူးခင်ဗျားတို့ပြောကြလေတားကြလေတားကြလေတားကြလေကျွန်တော်ပြောခဲ့တယ်ကျွန်တော်ယုံတာအစအဆုံးတော့ဘူးလို့ဆိုကျွန်တော်သိလဲသိတယ်ကျွန်တော်တတိရှိပြောခဲ့တယ်ဒီကောင်တွေကလက်မခံလက်နက်ကင်တာလုံးလက်မခံကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့အဲ့ဒီပါတီတွေအကုန်လုံးတက်အောင်ပြောရင်တချို့ပါတီဆိုရင်လက်နက်ကင်တဲ့လူတွေကိုပီတဲလုတ်သွားတဲ့ကောင်တွေလက်နက်မဲ့လူတွေကိုမြောက်ပေးအောင်လုပ်ရှိတယ်ခင်ဗျားလည်းကိုယ့်ကိုပြန်ပြီးရောပဲကြအောင်အချက်လေးနည်းနည်းရှိကြအောင်ချုပ်ပါတီကျွန်တော်ပို့နေပဲပါတီနာမည်တစ်လုံးချင်းတက်ပြီးတော့နောက်ရတဲ့ခင်ဗျားတို့လောက်တော့တိတ်ပြီးတော့တတိရှိရတယ်ဆိုရင်ခင်ဗျားတိတ်ကိုကျွန်တော်တို့ပို့နေပဲအရန်ကိုဝပစ်နေတယ်ဆိုရင်အဆွမ်းဆာရှိတယ်ဆိုရင်နောက်ကျရင်ခင်ဗျားတို့ကျွန်တော်တယောက်ချင်းတစ်ဖွဲ့ချင်းကိုစိတ်ခေါ်ပြီးတော့တောက်ရှုပ်လုပ်မယ်ခင်ဗျားတို့အစစ်စစ်ပြန်လာကြခင်ဗျားတို့ရဲ့နိုင်ငံရေးအရေးချင်းကိုကျွန်တော်စမ်းချမ်းပြီနော် ပြင်ထားကြခင်ဗျားတို့ကျွန်တော်ကခင်ဗျားတို့ပြောတဲ့နိုင်ငံပါတီမတည်ဘူးဘာလို့ရောက်ခေကျွန်တော်ဘာမှမတည်ဘူးဘာမှမတည်တဲ့လူဘိလူပဲမိမယ်ခင်ဗျားတို့ဖြေနိုင်အောင်ကြိုးစားကြဖြေနိုင်အောင်ပြင်ထားကြအဲ့ပါတီအကုန်လုံးကျွန်တော်ပြောတာပြင်ထားကြခင်ဗျားတို့ခင်ဗျားတို့ကဘလောက်အုံအောင်ရှိလဲဘလောက်ရင်းချင်းရှိလဲနှလုံးသားရှိလဲစိတ်ကူးရှိလဲဘလောက်အဂရီကင်းလဲမကင်းလဲခင်ဗျားတို့ကျွန်တော်လိုက်မပူနဲ့နော်ကျွန်တော်ထွေးလိုက်ခင်ဗျားတို့အစိတ်ခေါ်ထားလေလေကျွန်တော်ကပုံပြီးလိုက်လို့ကောင်းနေတယ်ကျွန်တော်ပုံလုံးချိန်သေးတယ်အဲနော်ပြီးတော့ကိုကြည့်တော့ပါတီအကုန်လုံးကြည့်တော့အာဘာဖြစ်လဲညာပြီးကြည့်ရေးပြောတယ်ထောက်ခံသူကဖြစ်ဘယ်သူမှလည်းမရှိဘူးဘယ်သူမှလည်းမရှိဘူးအခုကိုမဲအောင်လိုက်လို့ပါဝဲဆိုးရဖွဲ့ကိုကြောက်နေပါလေဒီပါတီတွေကိုလှုပ်ပေးလိုက်လို့အဲ့ပါတီအကုန်လုံးမဲအောင်ရမှာမလားမသိဘူးဆိုရင်ကျမဲပြောက်တော့မှကြောက်နေတာ ဘုသူ့မှာမဲလာဘူးဒီပါတီတို့တောင်းမှာရုံလို့မဲမပေးဘူးပါဆိုပြင်ဘာလဲလို့အဲ့ဒါကိုခင်ဗျားတို့ခုချိန်ကြီးဘာမှလောက်အောင်မသိဘူးဘာလို့မှမသိဘူးအဲ့ဒါကိုများကျွန်တော်တို့ဝေဖန်တာတော့ဖြစ်နေတာဆက်ဆက်တိခါနေတယ်ဆိုရင်တော့ကျွန်တော်မဲရတော့ခင်ဗျားတို့မရအောင်စိတ်မပုံနဲ့ကျွန်တော်မဲတမဲခင်ဗျားတို့လောက်အောင်ပြွင့်လိုက်တော့တခါမှမပေးဘူးပြွင့်လိုက်ပြောပြတာဒါကျွန်တော်ပြွင့်လိုက်တော့အဲ့တော့ပါတီကျွန်တော်စောင့်ကြည့်ကြတာပေါ့ဗျာနော်စောင့်ကြည့်ကြတာပေါ့လို့ပြောချင်တယ်အဲ့တော့ဟိုတပါတီတပါချင်းကတော့ ကျွန်တော်ရဲ့ reader လည်းရောက်လာပါပြီတခုချင်းတခုချင်း reader ကျွန်တော်တခုချင်းတခုချင်းတော့တပါတီချင်းကိုကျွန်တော်ဝေဖန်ထောက်ပြလိုက်ရေးမယ်အဲ့တော့တခါလေးပြောရအာ media ethic မရှိဘူးဗျာ ethic လို့ပြောအောင် media ချင်းဝစီကောင်ကဘယ်နှလုံးပြောင်းပါဖို့လို့အဲ့လိုပြန်ချင်းဝစီကဘယ်နှလုံးဘယ်နှချောင်းပြောင်းပါဖို့လို့လို့စာအုပ်စာမျက်နှာဘယ်နှမျက်နှာရှိအောင်သိလို့လို့ကျွန်တော်လည်းထပ်ထပ်ပြီးလို့ပြောတာကျွန်တော်ကြီးကျင်တယ်သူကကြီးအာ media ethic မရှိဘူးချင်းဝစီကောင်ဆိုချင်းဝစီကောင်ကပါလေခဏတို့လို့ကဲကျွန်မများတော့ပေါက်ကွက်ပြောဆိုနေတာပေါ့နော်အခုဆိုရင်လိုစားနိုင်ငံရေးပါတီတချို့ကကျွန်တော်နိုင်ငံရေးစဖြစ်တဲ့အချိန်ကနေစတင်ပြီးတော့မှ DKK ရေးခင်းမှာဆိုတော့ ဒီစနပြတဲ့လူတွေကိုတောင်းပါဗောနော်ကောက်ွက်ရှုတ်ချတာမျိုးတွေမရှိခဲ့ဘဲနဲ့မြောက်လင်ကိုအခုချက်မှဖာယာပြတော့မှပြောဆိုနေကြတယ်ဆိုတာဒီကောင်ကနေပြတော့မှကိုရင်ကိုချထုတ်ပြောလာတာဖြစ်တယ်ဒါကတော့ကျတို့ဒီပြည်သူတွေကနေပြတော့တာမကဒီဘုံမရအယုတ်ကတ်တွေကနေပြတော့မှလည်းနိုင်ငံရေးပါတီတွေကိုမြေမုံချိုးလာတာကိုဆိုတော့လည်းကျတို့ထပ်ပြတော့မှတွေ့ရပဲဖြစ်ပါတယ်ဆိုတော့နိုင်ငံရေးပါတီတွေနဲ့ကျတို့ပြည်သူဘက်ကိုကုပြောင်းပြောင်းမပြောင်းဘူးဆိုတော့ဗောနော်မြောက်လင်နဲ့ဒီလိုမျိုးအော်တန်စာလော်ဘီဘုံမတွေရဲ့ညွန်ညင်ချက်ကိုထပ်ပြတော့မှခိုင်းမယ်ဆိုတဲ့အကြောင်း တပီရောမှာကျွန်တော်တတိပေးလို့ရတယ်။ဒီကြောင့်မျိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှလည်းကြီးစုနေကြတဲ့မြေပါပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါရတယ်။ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ဘောမကူမောင်မောင်ကနေပြီးတော့မှစစ်ကောင်စီရဲ့ဒီအရာဝတီတိုင်းထဲမှာသူတို့မဟာတင်တကဗျူဟာဆိုတော့လုံးဝလုံးမဖြစ်တော့ဘူးဆိုပြမှာပါနော်။ဝန်ခံပြောကြားထားတဲ့အရာလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်။ကျွန်တော်မအားလို့မပြောနိုင်ဘူးကောနော်ဒါမှကျွန်တော်တိုက်ရိုက်တော့အတတ်နိုင်ဆုံးအာကျွန်တော် Telegram တင်ပေးတယ် Telegram ကျွန်တော်တင်ပေးပါလား ဒါပေမဲ့ကျော်လည်းကျွန်တော် live ပြောမှာအားရတာရှိသေးတာပေါ့နော်ဟန်နဲ့တိုက်မှာတိုက်ပါမယ်နော် ARV အကြောင်းလေးပြောပြပေးပါဦးကိုမောင်ရေဟာ ARV အကြောင်းကိုပြောချင်နေတာတကယ်အခုအဓိကပြောချင်တာ ARV ပဲ ARV မှာစစ်တပ်ရဲ့ view ဟာကလုံးမလုံးဘူးလုံးမလုံးဘယ်ချိန်လုံးမလုံးလို့မလဲမသိဘူးနော်အခုချိန်မှာ ARV မှာစစ်တပ်ရဲ့ view ဟာလုံးမလုံးဘူးစစ်တပ်ကစခန်းထိုင်စောင့်နေလာမတိုက်တယ်ပြီလား အဲ့တော့တပုံကပို့ပြီးတင်ရဲလာတယ်တင်ရဲလာပြီးတော့အာကျွန်တော်တို့လူစုနေပြီလူစုပြီးတော့အခုလူစုတာအောင်မယူနှမ်းစုတာမဟုတ်တော့စစ်တပ်ကမလိုက်မန်းသိတဲ့ခါကျတော့တပုံကဘလို့လူစုလဲဆိုရင်ကားအနေနဲ့သွားနေပြီနော်တပုံကအတင်ရဲလာပြီအစင်းမြင့်လာပြီလူစုရဲ့ပုံစံတွေအရဆအစင်းမြင့်လာပြီအသွားတယ်အစီအစီသွားပြီးတော့ဘေးရောဘေးရောဘေးရောမဆွဲမှသွဲသွားတာရောအဲဆွဲသွားပြီးလူစုတယ်လူစုပြီးစစ်တန်တန်းပေးတယ်စစ်တန်တန်းပေးပြီးစစ်သားစုဆောင်တယ်အဲ့တော့ တပုံကအင်အားကြီးကြီးကြီးလာပြီနော်အေရဝတီမှာခင်ဗျားတို့ဒီတိုင်းနေလို့တော့မရအောင်ခင်ဗျားတို့ဘာဖြူဟာလဲတော့ကျွန်တော်မသိဘူးဘာဖြူဟာပဲလုပ်နေလုပ်နေခင်ဗျားတို့ရဲ့ဖြူဟာကအေရဝတီမှာအလုံမဖြစ်ပါဘူးခင်ဗျာဒီမှာပြောင်းချက်နေပြမမြောင်းလိုင်းရဲ့ PT ဖြူဟာနဲ့ပေါ့နော် တတိယရှုံးပြောရဆိုတော့တော်တော်လေးကိုလို့ဖြစ်နေပြီတော့မှသူတို့စကောင်စီတဖို့ဝင်နေတာကျွန်တော်တို့တော်လိုင်းရဆူတွေကိုတော်တော်လေးကိုကြောက်နေတယ်ဆိုတဲ့အကြောင်းဝန်ခံပြောကြားထားတာဖြစ်တယ်ကျွန်တော်တို့အားလုံးသိထားတဲ့အတိုင်းပဲအခုဆိုရင် AA နဲ့ PDF ဝန်တဖို့ဝင်နေရတယ်ပြီတော့မှစကောင်စီရဲ့အမြောက်စကားတွေလည်းတင်ပတ်ရရှိဖို့ကြိုးစားနေတာဖြစ်တယ်လို့ကြံနေပေါ့နော်တန်းတဲ့တိုင်းမှာလည်းသူတို့ကနေပြီတော့မှဆက်လက်ထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်အကြခင်မှာတော့ကျွန်တော်တို့အားလုံးကြားရှင်နေကြတဲ့စကောင်စီရဲ့ကပ္ပါစာဆလင်းနေယုံနေနဲ့ ဒီစစ်ဌာနချုပ်တွေကိုကျွန်တော်ကလည်းပြတော့မှအပြည့်အသင်းပဲရရှိနိုင်မယ်ပေါ့နော်။နေ့တွေလည်းရောက်ရှိလာမှာမလို့ဘောမအယုတ်ကတွေကတော့ဒီထက်ပိုပြီးတော့မှခြေခွဲဝမ်းနဲ့ရတော့မှာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံပေါ်ကတော့နေပြတော့မှစစ်ကောင်စီတဖုံအနေနဲ့ပြူစော်တီတွေပူပေါင်းပြတော့မှကျွန်တော်တို့ပြည်သူလူငယ်တွေကိုပေါ်တာဆွဲဖန်းစီပြီးရောင်းစားနေတယ်ဆိုတဲ့အကြောင်းဝန်ခံပြောကြားထားတဲ့ဟာလေးကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ချမ်းမြသာစီမြို့နယ်အမှန်၅ယုံကာကြီးနေရက်ွက်အိမ်မက်90 93ကပါဖရားတဲ့ တပီရောတို့ရက်ွက်ရုံကရောင်းစားတဲ့ရောင်းစားတာတော့မဟုတ်ပါဘူးခင်ဗျာတဲ့မန္တလေးရက်ွက်တစ်ခုခုကနေရောင်းစားတယ်ကိုသိရပါတယ်တဲ့အဆက်အသွယ်ရလာဥစဉ်မေးတဲ့အခါမှာအရင်ကရာဒီမှာပြည်ဦးလွင်ရက်ွက်ကြေးရွာတစ်ခုမှာစစ်မှုထိုင်းရန်ဝယ်ယူရတွင်မန္တလေးမှာမြည်တူအမိမြည်တူအမိရောင်းညနာမှာလဲတတူးတတူးနဲ့အရက်ပူပူမှာလာရောက်ပို့ဆောင်တယ်ဟုသိရပါသည်တဲ့အခုဒီနေ့ဖုန်းဆက်တော့မရတော့ပါဘူးခင်ဗျာတဲ့ကလေးပျောက်ဆုံးဒီမှာတစ်တော်မှာတင်ထားပါတယ်ခင်ဗျာတဲ့တပီရောတို့ကဈေးရောင်း၍အတက်မွေးရာဒီဖြစ်၍ အဆက်အတွဲလုံးဝလုံးဝမရှိကူညီပေးပါဖရားတဲ့ကလေးရဲ့မှတ်ပုံတင်ပြုလို့မရသေးဘူးပေါ့နော်မှတ်ပုံတင်ရတပည့်တော်တို့အတွက်အကြံဉာဏ်နဲ့ကူညီပေးပါအောင်တဲ့အဲ့ပြူးလွင်မှာဂျီစုစစ်ကိုရောင်းစားတော့လက်ခံတဲ့ဖုန်းနံပါတ်မှာခွင်ကို112 98530နောက်တစ်လုံးက420 530ခွင်တုံညာလေးဖုန်းနှလုံးကပြူးလွင်ကလက်ခံဝယ်ယူသူရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဖရားတဲ့မန္တလေးပို့ဆောင်သူဘက်ကတော့ဘယ်လိုအဆက်အသွယ်မှမရပါဘူးဗျာတဲ့မန္တလေးရောင်းစားသူဘက်မှဘယ်လိုမှလည်းဆက်အသွယ်မရဘူးဗျာတဲ့ ဆရာတော်ဒါဥစဉ်စီအကူကြီးတောင်းတာပေါ့နော်လက်ခံသူဘက်မှာအတန်ဖိုင်လေးတော့ရှိပါတယ်ဗျာတဲ့မပို့တာဖြစ်နေတယ်တဲ့ပြီးခဲ့တဲ့နှစ်ရက်လောက်ကပြည်ဥလွန်မှာရှိနေဖုံးဆက်တွေ့မရပါဗျာတဲ့အခုဒါတပည့်တော်တို့လေဒုက္ခများနေအကူကြီးပေးပါဗျာတဲ့အမိပေါ့စားတဲ့အဖေနာမီမှာဥထက်နောင်းတဲ့ပြည်ဥလွန်ရက်ွက်ကြေးဝါတစ်ခုခုအတွက်စစ်မှုထမ်းလူမရ၍မန္တလေးမှာ45တိန်းနဲ့ဝယ်ယူကြောင်းသိရှိရပါတယ်ဗျာတဲ့တပည့်တော်တို့ဘလို့လောက်ရမလဲဗျာတဲ့ဥစဉ်စီမှာတော့အိမ်တော်ဇာရတွေပါပြီးတော့အကုန်ပို့ထားပါတယ်နော်ကလေးက15နှစ်ပဲရှိပါသေးတယ် ဒါ15နှစ်ပဲရှိသေးတဲ့အတွက်ကြောင့်ဥစဉ်စီကိုဒါအကူအညီတောင်းတာပေါ့နော်အဲ့တော့ပြည်ဦးလွင်မှာဖုန်းနံပါတ်တွေလည်းပေးထားတယ်ဘေရကွက်ကဆိုလည်းဆက်တွေ့ပြီးမှာနော်စစ်မှုထမ်းကလည်းဒါမျိုးဆိုရင်အတက်မပြေတင်လုံးဝလုံးဝလက်မခံပါဘူးနော်အတက်ကျော်လို့ကျမ်းမာရေးချွေးင်းကြိုက်ရှင်စစ်မှုထမ်းကလက်မခံပါဘူးပြောလိုက်ရင်အဟုတ်ကြီးလို့လို့နဲ့ပေါ့နော်ဒါတော့ကျတော့တကယ်ကိုဆွေရင်ဖွဲကောင်းနေတာဖြစ်ဖြစ်တော့မှာဟုတ်ဆိုရင်ပြည်ဦးလွင်မှာလူမရလို့မန္တလေးကနေတဆင့် လေးစံငါးတိန်နဲ့အသက်ဆန်ငါးနဲ့ရွယ်အသက်မပြည့်သေးတဲ့အကောင်လေးကိုစကွန်စင်းနေပေါ့နော်ဖြိုးစော်ထွေးအုပ်စုတွေကနေပြတော့မှပူပေါင်းပြတော့မှရောက်စားသွားတယ်လို့ကျွန်တော်သိရတာဖြစ်တယ်ဒါကတော့ကျွန်တော်မျှော်လိုက်တဲ့လက်ထက်ကြမှာမြန်မာပြည်တွင်းထဲမှာတဲဝဲကျွန်ရောင်းစနဲ့ဒီလိုမျိုးတွေပေါ့နော်ပေါ်ပေါက်လာတာပြတော့မှဒါကိုကျွန်တော်ပြည်သူတွေကနေပြတော့မှသိရှိထားတာမလို့ဒီတော်လိုင်းမှာအားလုံးဝင်ဝင်ပြတော့မှ ဖစ်ဆရာနာရှင်စနစ်ကိုဖြိုချရတော့မှအချိန်ပဲဖြစ်ပါတယ်။ဒီအောက်ခြေမှာရှိတဲ့စစ်ခွေးပေါ်မှာရုပ်ကိုက်တွေနဲ့ကျွန်တော်တို့ဘာနာစစ်ကောင်စီတပ်ဖွဲ့ဝင်ဒလန်ပြူစော်ဒီတွေရာဆိုတော့ကျွန်တော်တို့ပြည်သူလူထုတွေကိုစစ်ထဲကိုအတင်းသွင်းပြီးပြီးမှသူတို့ကိုချိုးအတွက်ရှာနေတယ်ဆိုတော့လည်းအလုံးသိရှိထားကြတာမလို့ကျွန်တော်တို့ပြည်သူတွေငြိမ်ခံလို့မရတော့ဘဲနဲ့ဒီတော်လိုင်းရာဆိုရင်ကိုယ်နဲ့လက်တက်ဆိုင်ပြီးတော့မှအလုံးသူတကွာဖြိုချရမယ့်တိုက်ပွဲဖြစ်တယ်ဆိုတော့လည်းကျွန်တော်တို့ဆိုရင်သဘောဖောက်ဖို့လိုနေတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ကိုစီးရနေပြီးတော့မှမနေ့တုန်းကကျော်စိုးကနေပြီးတော့မှ NUG ကို ဒီအစိမ်ခေါ်ထားလို့ပေါ့နော်အဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့မှဘလူးမျိုးတွေပထမလဲဆိုတာကျွန်တော်စပြီးတော့မှချစ်လိုက်ရအောင်နော် thank you ငါတို့ body ပြောတာရှင်းတယ် body ပြောတယ်မင်းတို့ကချင်းချောက်ပြီးတော့ငါတို့အဲမဆိုင်တဲ့လူကထက်ကုန်မရိုက်ကုန်ဘာမျိုးအဲ့ချင်းဘာမျိုးလည်းမျိုးလုံးချင်မရတယ်ဘယ်လိုလဲအဲ့လိုပဲအဲ့တော့ကြောက်နေတာကြောက်နေတာမဆိုင်တဲ့လူထက်ကုန်မစလို့တော်လိုင်းကမှအဲ့လိုမျိုးလိုက်လို့မရှိဘူးဟာလို့မဆိုင်တဲ့လူကကောက်ရရှိတာမဆိုင်တဲ့လူကောက်တာမင်းတို့အမေလေးကွင်းမျိုးမင်းအမေဖာရမတ်ဖျက်ကားပေးနေတယ်အဲ့ဒီမစ်စ်ဘုံတုတ်တိုင်းမှာလည်းမလုပ်တာမဆိုင်တဲ့လူတွေလိုက်ကောက်တာတိလားနော်မတူဘူး ကျွန်တော်တို့ message ပါလေအများကြီးပဲဟိုမှာဒီ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  phone call လာတာ TikTok messenger ဆက်မဲ့လာတာအများကြီးပဲအားလုံးသူစား time ကိုချစ်လို့လုပ်တာအားလုံးဘဝရဲ့အသက်ရဲ့ပေါင်းပေးထားပြီးပါတယ် time ကြီးကောင်းဖို့အတွက်လုပ်တာဘယ်လိုမှမဟုတ်ဘူးဟမ်အဲ့ကျွန်တော်အလူကြီးပို့ဖို့နေမလားမင်းတို့ဂီးဆိုင်လို့ပြောတာမဟုတ်ဘူးဒါငါတို့ရဲ့သဘောထားကိုပြောတာရတယ်မင်းတို့ကဘာဖြစ်လဲငါတို့မိဘအကျင့်ရတယ်ငါတို့မိဘဆုံဆုံးသွားတယ်ဘယ်ရောက်လဲတဲ့ရောက်ပေါ့ကွာအဖေနဲ့အမေအားမရှိတော့ဘူးဟုတ်ဒီကောင်ချက်လာဘာအယုံရစ်စားထုတ်တယ်ဘယ်လိုပဲထုတ်တာလေမင်းတို့တရားတော်ကြီးမှလည်းထုတ်ခဲ့ထုတ်တယ်ညားလိုက်ပေါ့ဒီလိုက်ပါဟောလာတိုင်းဟောလာစိတ်ခေါ်တာလေ စိတ်ကောင်းတာပဲအဲ့အခြေအနေရှိတယ်နောက်တစ်ခြေအနေကကျွန်တော်တို့ဒီငင်းကြံဘုရားကြီးတောင်းတာမလိုက်အဲ့အဲ့ဆိုမှကျွန်တော်တို့ဒီတိုက်ပွဲတွေကပြည်နိုင်စေဖြစ်တယ်အဲ့ဒီကိုကျွန်တော်တို့စကိုင်းတိုင်းမကွေးတိုင်းမင်းတဲ့ပြည်ရဲ့အစုတိုက်တာလက်ရှိကျွန်တော်တို့ဒီလောက်ဘက်ကတိုင်းရတော့တောက်ဆောက်ကျွန်တော်တို့ဝင်ဝင်ပြုတ်လေတောက်ဆောက်ပေးတယ်ညီလေးစစ်တော်တောက်ဆောက်လို့ညီလေးရှင်းလုံးတွေလုပ်တယ်အားလုံးချင်းကြီးကောင်းတယ်ကျွန်တော်တို့တရားတော်ချင်းကြီးကောင်းတယ်အဲ့ဒီကိစ္စကိုကျွန်တော်တို့ဒီချင်းကြီးကောင်းတဲ့ချင်းကြီးတရားဝင်ဆန္ဒကြောင့်အားလုံးချင်းတို့ပါတယ်အဲ့တော့အဲ့ဒီမင်းတို့ချိန်အောင်လက်ချိန်ပါဒါတော့ညစ်တာတိုင်းမပါဘူးเนาะအဲ့ဒီကစစ်တော်ကြောင့် ခေါင်းဆောင်နေတွတ်တော်အမအောင်စစ်သေးကခေါင်းဆောင်နေမင်းတို့ကအမိလေသမဲဝအောင်စားတာလေဟုတ်ပြီလားပေါ်တင်မဲ့อืมကြဲရလားနော် AMG ကလည်းဘာကြောင့်စားထုတ်လဲတိတယ်သူတို့ချင်းချောက်တာမဟုတ် AMG ကလုတ်တရဝင်တပ်ပိုင်ကိုရအောင်စားထုတ်လားအဲ့ဒါအဖြစ်ပဲနိုင်ရင်ဆိုအဲ့ဒါပဲနော်အခု AMG စားထုတ်လိုက်တယ်သူတို့ညီကောင်မောင်တို့မိသားစုတွေတခုမှမပါဘူးချင်းချောက်လာတာမရှိဘူးလက်ရှိဒီမဲဘုံချက်မှုမှာတည်င်းမဟုတ်မှန်လုတ်တယ်ပြီးရင်တည်င်းမှန်ကိုဖုံးတယ်ပြည်သူတွေဒုက္ခရအောင်လုတ်တယ်ဒီလိုကောင်မျိုးတွေပါအေးအေးယူမယ်လို့ထည့်ပြောတာဘာကြောင့်ထည့်ပြောတာတိတယ် အောက်က PDF တွေကဒီကောင်မျိုးကိုတွေ့လို့ဖမ်းပြီးကြိတ်လိုက်ရင်တရားဝင်ကြိတ်ပိုင်ဝင်ရှိအောင်စာရင်ထုတ်ပေးလိုက်တာတဘောပါလားเนาะအဲ့တော့မင်းတို့ပိုင်နေဆိုဦးမုံရတခွင်ပြက်ပြက်စင်အောင်တွားနေပါကြဆိုရင်တကယ်မင်းတို့မှာပိုင်တယ်တက်တိမရှိဘူးစောက်ပြီးမဆိုင်ဘူးဆိုရင်ဘယ်နဲ့ဘယ်ရဲ့ဘဏ္ဍာနိုင်ဘယ်လန်းနဲ့ဘယ်မျိုးကိုတွားမင်းတို့ပြောပြီးတွားရဲလားပေးဝင်သွားရလားမင်းတို့အဲ့လိုစိန်ခေါ်ရဲမင်းတို့ကအဲ့လိုအစွမ်းစားရှိနေရင်ငါတို့ကားနံပါတ်ဘလောက်ဘာကားအမျိုးအစားနဲ့ဘယ်နဲ့ဘယ်ရဲ့ဘယ်ချင်းရဲ့ဘယ်မျိုးကိုတွားမလဲမင်းတို့ကောင်စောက်ပြီးမဆိုင်ဘူးလို့မင်းတို့စိန်ခေါ်ရဲလား ကိုစီရတော့ဒီလိုမျိုးအချောင်ပြုမပြောဆိုနေရတဲ့ပေါ့နော်ကျော်စိုးပြန်ပြုမစင်ခေါမီခွန်းတို့ပြောဆိုထားတာပဲဖြစ်ပါတယ်ဒီကျော်စိုးကဆိုတော့အခုလိုမျိုးပေါ့နော်စာကလေးကောင်းပြီပြီကျွန်တော်ဗီဒီယိုတွေနဲ့ PDF တပ်ဖို့ဝင်တွေကိုသူကနေပြီးတော့မှအမှုချင်းမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပြန်ပြုမချင်းချောက်ပြောဆိုထားတာဖြစ်ပြီးတော့မှ NUG ရဲ့အထောက်ပြန်တဲ့စာနဲ့ပတ်သက်ပြီးတော့မှဒီကောင်တွေကတွေးပြနေတယ်ဆိုတော့လည်းကျွန်တော်တပ်ပြီးတော့မှသိရတာဖြစ်တယ်အခုဆိုရင်ကျွန်တော်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကနေပြီးတော့မှကလေးသူငယ်တွေနဲ့ចောင်းသားចောင်းသူများစွာတိုက်ခိုက်တိုက်ဆုံမှုတွေလည်းကျွန်တော်နေ့စဉ်နဲ့များကြားနေရတာမလို့ဒါကိုကျွန်တော်ဘက်ကနေပြီးတော့မှ ပြန်ပြီးတော့မှအရေးယူတော့မယ်ဆိုတော့ကျင်းရချက်တွေထုတ်ပြန်လာပြီးတဲ့နောက်ပိုင်းမှာစကောက်စီတဖို့ဝင်နေတဲ့သူတွေနဲ့ပတ်သက်တဲ့ပေါ့နော်စစ်ခွေးဘုံမှာရုပ်ကွက်တွေအရဆိုတော့ကဘာဖြစ်နေတာဖြစ်ဖြစ်မှာဒါကို NUG ကိုပြန်ပြီးတော့ပြစ်ဖို့ပြီးတော့မှသူတို့အနေနဲ့လက်တုံပြန်မှုတွေလှုပ်ဆောင်တော့မယ်ဆိုတော့ပုံစံမျိုးတွေထိချင်းချောက်ပြောဆိုနေတာပဲဖြစ်ပါတယ်ကျွန်တော်ပြည်သူပြည်သားတွေအားလုံးကတော့စစ်ကောက်စီရဲ့ရုပ်မှမှုတွေကိုလည်းသိရှိထားတာဖြစ်ဖြစ်မှာအခုချိန်ထိကျွန်တော်တော်လိုင်းရဲ့အောင်မြင်လူဆဲဆဲချိန်မှာဝင်ဝင်ပြီးတော့မှ ပီတိုရီရဲ့အတူတူကအတိုက်ထုတ်လိုက်မယ်ဆိုတော့ကျွန်တော်အားလုံးမျှဝေထားတဲ့ဒီတော်လိုင်းအောင်ဖွဲ့ဆိုတော့မကြာခင်မှာပဲရောက်ရှိလာတော့မယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသက်ချင်ပါတယ်စအောင်ကြည့်ရှုပေးကြတယ်မြို့ပါပီတိုများအလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမချင်တဲ့ပြေဆုံးပြီးတော့မှတာယာ Channel ည Channel ပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေစုမကောင်းတောင်းပေးလိုက်ပါတယ်